ဖြစ်လို့ဒီထဲမှာစိတ်ရှင်ယရနာတွေထည့်ပြီးတော့ထပနာတာလေထပနာတာဆိုတာထိသွင်းတာဘာလို့ထပနာတာလဲမေးလို့ရှင်ဖြေတတ်ဖို့လိုအပ်တယ်ပေါ့မေးလာလိုက်မယ်ကိုယ့်အကူလေးပဲဘာအထိတ်ပဲရှိတယ်မေးအေးဖះကိုလှူတာပဲဆိုတော့အထိတ်ပဲအပြင်ဘာအထိတ်ပဲရှိတယ်နော်ဖះကိုလှူတာဒီပြန်နဲ့လဲလှူလို့ရတာဘာအကျိုးရှိလဲ ကိုယ့်ရဲ့ယရနာတွေတန်ဖိုးရှိတဲ့ယရနာတွေကိုမြုပ်ပြစ်လိုက်တာဘာအကျိုးရှိလဲဒီလိုမေးစရာဖြစ်လာဒီရဲ့ချက်အစ်စ်ကိုနားလဲသဘောပေါက်ဖို့လိုအပ်တယ်နော်အဲ့ထက်မဲ့ဌာပနာပစ္စည်းယရနာတွေထက်သွင်းတယ်ဆိုတာဘုရားဘာသာဝင်နေနေတယ်အဖက်ကမေးလာလို့ရှင်ဖြည့်စရာကဘာလို့ဆိုမြတ်စွာဘုရားရဲ့တတ်တော်မူတော်တွေကိုစုပြီးတော့စေတီတော်ရှိသမျှကနေပြီးတော့ ရှင်မကတ္တဝါတို့ကအစတတမင်းနဲ့တိုင်ပင်ပြီးတော့ဓာတုဋိဌာနဆိုဓာတ်တော်တွေအကုန်လုံးစုပြီးတော့ထားအဲဓာတ်တော်တွေစုပြီးတော့ထားတဲ့အဲမှာတန်ဖိုးကြီးမားလာတဲ့ပရမညာတုံးကိုထည့်တာကိုယ်တော်ထည့်ထားပြီးတော့စာရန်ကဘာရေးထားလို့ဆိုလို့ရှိနောင်ခါကာလမှာတဲ့ဒီစေတ္ယဋိဌာနဓာတုဋိဌာနအဆောင်အဝူယိုယွင်းပျက်စီးခဲ့လို့ရှိရင်ဆင်းရဲနွမ်းပါတဲ့ပုံကိုယ်တွေဖယင်းတွေ ။ဟောဒီဗရမယယရဏကိုရောက်ချပြီးတော့ဒီတတ်တော်တိုင်းကြီးကိုပြန်ပြီးတော့ပြင်ဆင်มาဆက်ဆံလာမှာနော်။အဲ့ဒါဟာယရဏပစ္စည်းထက်သွင်းခြင်းရဲ့အဓိပ္ပာယ်တစ်ခုပဲ။ជីညိုလို့ထဲ့တာကတစ်ခုနော်။ជីညိုတဲ့အပြင်ဘာထဲ့ထားတော့လဲ။အေးနောက်တစ်ချိန်ကျတော့သင်္ခါရသဘောတရားအရာစီတီဆိုတာယုံရင်ပြပြသွားမှရှိတယ်။အဲ့ဒီ ယူရင်းသွားတဲ့စီရီတော်ကြီးမတတ်နိုင်တဲ့အချိန်မှာမပြင်းနိုင်ပါဆိုလို့ဒီထဲမှာပါလာတဲ့တန်ဖိုးရှိတဲ့ယန္တနာတွေကိုရောက်ချပြီးစီရီကိုအသိပြင်ပါဆိုလို့လည်းပေါ့အဲ့ဒီအတိတ်ပဲနဲ့ထဲ့လာရတယ်ခုတော့ပူဇော်တယ်ဆိုတာလောက်သေးတဲ့ဒီမဲ့ထဲ့ကြတာတွေများလာတယ်